ယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာကိုကဘယင်မဒီပွဲမှာကိုကအောင်းနိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူဟုတ်တယ်လားအဲ့ဒီဟာလေးကိုဆက်ထင်းပြီးတော့မှတခါတည်းခြေချိတ်ပြီးခြေမိုးပြီးတော့မှအုတ်ခွင့်ပေးလိုက်ပြီးတော့မှခြေမိုးနေလိုက်ပါ အားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့တီဆာဝင်းမာလေးနဲ့ဒီအကူရွှေမန်းတို့ရဲ့မင်္ဂလာပွဲကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဒါပွဲဖြစ်နေကြတယ်အားလုံးကသိကြမှာပါရှင်ဥဆောင်တန်သာမိုးသိန်းနဲ့ဒီအကူရွှေမန်းတို့ကနော်အရင်တော့ကလေးနှစ်တာတွဲဘူးတယ်လို့လည်းပြောတယ်ရှင်လိုင်းမုံမှာလည်းတော်တော်လေးကိုနာမည်ကြီးနေတာရှင်အကူရွှေမန်းနဲ့ဒီဒေါက်တာမာလေးတွေရဲ့ဘက်ကနေပြီးတော့သူကပြောထားတာရှင်လူမျိုးသူများမင်္ဂလာယူနေတဲ့အချိန်ကြပါနော်ဒီအောက်ဖဲလန်နဲ့ဒီတန်သာမိုးသိန်းကိုသူကပြောထားတာပဲဖြစ်ပါရှင်ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ အတွက်ဖိတ်ခေါ်ပါရရှင့်ဟိုရပိုင်းကမင်္ဂလာဆောင်လေးတစ်ခုကိုတွေ့တယ်မင်္ဂလာဆောင်လေးတစ်ခုတွေ့ရတော့တခါဘုံဘုံမှမမြင်တွေ့ရတဲ့ပုံစံမျိုးတွေနဲ့မင်္ဂလာဆောင်မှာပေါ့နော်အဲပြလာလေးတွေရိုက်ထားတာလေးတွေတိလာဟောတိုက်တန်နစ်ကပုံစံမျိုးလေးတွေအဲနောက်တခါအဖိုးရေယာပုံစံမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရိုက်တော့ဟာပြိတ္တတရားလဲအုံအုံထသဘောတွေကြကိုရီလဲကြည်ပြီးတော့မှလေးပျော်စရာအခိုက်အတန့်လေးကိုရတာပေါ့နော် အာပျော်စရာလေးကြည်နူးစရာလေးဆိုပြီးတော့မှ ငယ်ဒီလိုမျိုးလေးဖြစ်တာပေါ့လေမင်္ဂလာပွဲလေးဟောပျော်လို့မှပါဇက်တော်မစီရသေးဘူးနောက်နေ့လဲကြာတော့ဘာညာတတကာတွေတည်င်းနေတက်လာရောကျွန်မပုံမှန်အပြည့်ဆို personal တွေဝင်မပြောပေမဲ့ဒါကတော့ကျွန်မနည်းနည်းလေးပြောချင်လို့เนาะပြောပြရစီပြောပြရစီဆိုတော့သုံးသက်စရာလေးရှိလို့ပါเนาะအမျိုးသမီးတွေနေရာကနေကျွန်မသုံးသက်ပြစရာလေးရှိလို့ပြောတာပါเนาะအကြောင်းမဲ့ကျွန်မဘယ်တော့မှမပြောဘူးအဲ့တော့လေပျော်လို့တော့ပါဇက်မစီရသေးဘူးဟာနောက်နေ့လဲကြာတော့ဟိုတည်င်းဒီတည်င်းနေရာတက်လာအောင်တက်လဲတက်လာတော့ကိုကလဲလေ ဆက်စုကျန်တာပေါ့နော်ဆက်စုကျန်တော့လိုက်ကြည့်လိုက်ကြည့်လိုက်ကြည့်တဲ့ခါကျတော့အိုးအင်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 းပေါ့အိုးအင်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 းပေါ့နော်ဒီလိုမျိုးပေါ့ဒါပေမဲ့ဘာသွားတွေးမိလဲဆိုတော့ကျွန်မမနေ့ကတော့ live လုပ်နေနေပြောနေသေးတယ်ဘေးကအဲဆိုင်ကအမနေတော့ပြောနေသေးတယ်အော်လို့ဒီလိုအချိန်မှလို့ဒီလိုသတင်းမျိုးတွေတက်လာတဲ့ခါကျတော့လို့အဲဇန်နာရီမှန်နာရီမှားတာတွေတော့လို့မပြောလို့ပါဘူးလို့ဒါပေမဲ့လို့သတို့သမီးလေးကတော့ စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့ချိန်သူမင်္ဂလာယူနေတဲ့ချိန်ပေါ့နော်စိတ်ထဲကောင်းရှာမှာမဟုတ်နေရတာလဲဘလို့ရင်းနေမလဲပေါ့နော်ဆိုတော့အဲ့တော့ကျမကလေသရိုးသမီးလေးနေရာကနေသရိုးသမီးလေးကိုလည်းပြောချင်တာပေါ့ကိုညမလေးလို့ပေါ့နော်အာကိုသမီးလေးလို့ကိုညမလေးလို့အဲကိုကလေအားပေးချင်တာနော်ကျမအားပေးစကားပြောချင်တာတခါတလေကြာရင်လေစပီသီးတွေခြင်တတ်ပါတယ်နော်ညမလေးအဲ့တော့ဒီလိုမျိုးအောင်မြင်တဲ့ အဲအတိုင်းဝိုင်းတစ်ခုတည်းမှာ propaganda တွေ rumors တွေဆိုတာရှိမှာပေါ့နော်အတိတ်ဆိုတာတွေလည်းရှိမှာပေါ့ဟုတ်တယ်လားနော်အတိတ်ဆိုတာတွေလည်းရှိခဲ့မှာပေါ့ဟုတ်တယ်လားဆိုတော့အတိတ်ရှိခဲ့တာကအဖြစ်မဟုတ်ဘူးနားလည်ပြီးလို့ရပါမယ်အတိတ်ရှိခဲ့တဲ့အတိတ်ကို အချိန်နဲ့အချိန်ခါပေါ်မှာအာမကြည့်ပဲနဲ့အဲလှန်နေသူကရှက်ရမှာလားအဲအတိတ်ဖြစ်ခဲ့တဲ့သူက ရှက်ရမှာလားဒါမျိုးလေးလည်းစဉ်းစားရမှာပေါ့နော်ဆိုတဲ့ခါကျတော့အတိတ်ကတော့လူတိုင်းရှိတယ်ကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဟုတ်တယ်လားရည်စားတွေပွေရှုပ်တာလည်းရှိခဲ့မယ်နော်ဆိုတော့ညီတို့ပင်ရှိခဲ့စီကမူကိုကချစ်လို့ခင်လို့တစ္ဆာတွေပြုတ်ပြီးတော့မှလက်ထက်ခဲ့ကြပြီးမင်္ဂလာယူနေကြပြီဆိုရင် ကို့ပေါ်မှာပေးထားတဲ့ဂတိတစ္ဆာစကားအတွက်အချိန်ပေးလိုက်ပါလို့ပဲအမကဒီနေရာပြောချင်တာ နော်ဆိုတော့လေတခါတလေကြရင် အမားတို့ဘေးပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ဒဏ်တွေကိုစံစံခံနိုင်ဖို့လဲလူသေးတယ်မှန်တာလည်းရှိမယ်မမှန်တာလည်းရှိမယ်ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်ခြေကားတာလည်းရှိမယ်နော်နားကားလေးမွေးတယ်ဆိုတာနှာကားလေးမွေးတယ်လို့တောင်ဖြစ်သေးတာပဲဟုတ်တယ်လားနော်ခြေကားတာလည်းရှိမယ်နောက်တစ်ခုပေါ့လေအဲ့ဒါတော့ရည်စရာလေးအနေနဲ့ပြောတာပါတို့အမေခစ်မိတာလေးကိုလည်းပြောကြံလို့စခရင်လျှော့တယ် စခရင်ရှော့တွေဆိုရင်တို့မင်းကဘာပြောလဲဆိုရင်အမလီနဲ့စခရင်ရှော့တွေ AI နဲ့ဒီလောက်ခက်မိပြီးတော့မှဘန်းအကောင့်နေတော့မှစခရင်ရှော့တွေကိုထပ်တူလုပ်လို့ရတဲ့ခက်ကြီးတဲ့မှာလေစခရင်ရှော့တွေအဲနောက်တစ်ခါအကောင့်တူတွေဆိုတာအခုဓာတ်ပုံယူအခုဖွင့်အခုစခရင်ရှော့ရိုက်လိုက်လို့ရတဲ့ခက်ကြီးတဲ့မှာ ပေါ့နော်ဒါတွေကိုလည်းဟုတ်တယ်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးတစ်ခါတလေကြတော့လေဟိုကိုကသူကဒီဆရာဝန်မဘက်ကနေနာပြီးတော့ပြောနေတယ်လို့မျိုးဖြစ်နေရနော်မစင်းစားတတ်ဘူးဖြစ်မှာစု ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အတိတ်ဆိုတာရှိခဲ့မှာပဲအဲ့တော့ရှိခဲ့တဲ့အတိတ်မှာလည်းအဲတစ္ဆာရီနဲ့ပြုခဲ့ခြင်းလည်းပြုခဲ့မယ်ချက်ချင်းမြတ်တာတွေလည်းအများကြီးပြီးခဲ့ခြင်းလည်းပြီးခဲ့မယ်နကိုရီမြခြင်းလည်းရီမြခဲ့မယ်ဒါရီဟာအတိတ်မှာရှိခဲ့မှာပဲလူတိုင်းဟာအတိတ်ရှိခဲ့တာအကြီးပဲနော်အေးဒါပေမဲ့အဲကိုနဲ့ရွှေလက်တွဲချပြီးကိုကိုဂရီတစ္ဆာရီပြုထားပြီးပြီးဆိုအခုမှမင်္ဂလာဦးအိမ်ထောင်ဦးချစ်စခင်စကျင်နာစမှာအဲ့တော့ကို့အပေါ်မှာ တဖက်လူရဲ့ပြီးတဲ့ အရာကိုပဲအရင်ရှေ့ရှုလိုက်ပါနော်အဲ့တော့တစ်ဖက်လူရဲ့ဂတိစကားတွေအတွက်ဖြည့်ဆည်းပေးဖို့အချိန်တစ်ခုပေးလိုက်ပါနော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘေးကရိုက်ခတ်တဲ့ဟာနဲ့ဒင်မဲကိုကအာလမ်းခွဲလိုက်တာမျိုးပေါ့နော်အဲနောက်တစ်ခါဥပိ္ခာပြုတ်လိုက်တာမျိုးပေါ့စိတ်ဆိုးလိုက်တာမျိုးပေါ့ဒါကြီးကိုအာဒဏ်ရာအဖြစ်ထားလိုက်တာမျိုးဆိုလို့ရှိရင်ညီမလေးတို့ဒီအိမ်တို့သမီးလေးအတွက်ရေဒီအိမ်နောက်ဦးအတွက်ရေမတန်မှုဖြစ်တာပေါ့နော် အဲ့တော့လူတွေရဲ့သဘောမနှောမှာကလည်းကြတော့ဒီပွဲကတော့အခုထွန်းကနေပြီးတော့စတာလို့လည်းပြောရရှင်ဒါအမတန်တာမူသိန်းကအရင်စပြီးတော့ပွဲရှာတာမဟုတ်ဘူးနော်ခက်လေးကခုနပြောသလိုပေါ့စပီတီကချင်တက်တယ်ဟုတ်တယ်လားနော်စပီတီကချင်တက်တယ်ဝိုင်းပြီးတော့မှလည်းတွန်းပို့တတ်ကြတယ်ဒီလိုမျိုးလေးတွေလည်းရှိတယ်အဲ့တော့ကိုကကို့အပေါ်မှာထားတဲ့ကိုရဲ့အဲကိုပေးတဲ့မေတ္တာတရားကို မှန်မှန်မှန်စစ်မစစ်ကိုအချိန်ပေးလိုက်ပါအဲ့ဒီပုံမှာပဲသုံးသက်ပါတခါတလေကြရင်ဘေးကပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ဟာဒီပုံမှာပဲကိုကဆုံးဖြတ်လိုက်ရင်တကယ်ပဂတိဆုံးဖြတ်ချက်လေးတွေမှားသွားမှာစိုးရဲပေါ့နော် ပတ်ဝန်းကျင်ရဲ့အပြုံဒိုးနိုင်ငံကလည်းတခုရှိတာအကုန်လုံးကအထူးလေးကျင်ထားတဲ့စုံစမ်းထောက်လန်းရေးတွေကြီးပဲမြေလန်တာတိတ်တော်တယ်မြေလန်တာတိတ်တော်တယ်အဲ့တော့လေ အိမ်နောက်တစ်ခုတည်ကြပြီဟေးဆိုလို့ရှိလို့ရှိရင်ကောင်းတာတွေလည်းရှိခဲ့မယ်မကောင်းတာတွေလည်းရှိခဲ့မယ်အတိတ်ဆိုးတွေလည်းရှိခဲ့မယ်เนาะအာကိုမကြေမချမ်းစရာတွေလည်းရှိခဲ့မယ်ဒိုးတွေဆိုလည်းဒီလိုပဲတစ်ခါတလေအခုချိန်ထိတောင်မှလေရီစာဟောင်းအကြောင်းอืมอืมဆိုပြီးတော့မှပြန်ပြီးတော့မှစကနာထိုးကြစေပေါ့เนาะဆိုတဲ့ခါကျတော့ဒါတွေကတော့ဖြစ်တတ်ပါတယ်အဲ့တော့ပျော်စရာအနေနဲ့ဘယ်ထားလိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာကိုကဘယင်မှာ ဒီပွဲမှာကိုကအောင်းနိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူဟုတ်တယ်လားအဲ့ဒီဟာလေးကိုဆက်ထိန်ပြီးတော့မှတခါတဲ့ခြေချိတ်ပြီးခြေမိုးပြီးတော့မှကို့နားမှာကို့ကိုခစားတာကိုနဲ့ပေးလိုက်ပြီးတော့မှလှုပ်ခွင့်ပေးလိုက်ပြီးတော့မှ ခြေမိုးနေလိုက်ပါเนาะအိမ်နောက်တစ်ခုကိုဒီပဝင်းကျင်ရဲ့ရိုက်ခတ်တဲ့သတင်းနေကြောင်းမလို့တော့အပြက်စီးမခံလိုက်ပါနဲ့အခုမှအိမ်နောက်ဦးစချစ်စခင်စကျင်နာစအရွယ်လေးမှာပေါ့เนาะအဲ့တော့အတိတ်တွေရှိခဲ့သလားဆိုတော့လူတိုင်းကတော့အတိတ်တွေရှိခဲ့တာပေါ့เนาะအာတို့ဆိုအမြဲတမ်းပြောပါတယ်ဟဲအော်ရီစာဟောင်း ကြီးစားတယောက်ရှိခဲ့လို့ရှိရင်ငွေ3သိန်းဆိုလို့ရှိရင်တင်းမှာငွေဘယ်လောက်များများရအောင်လဲဆိုတို့ဆိုအမြင်နဲ့ရည်စရာပြောတယ်။ရွှေတောင်ကြားမှာအိမ်ဝင်လို့ရတယ်လीလို့ဟုတ်လားဆိုတော့ဒါရီယာအထူးစမ်းမအောင်အယောက်90ရို့ဘာအယောက်90ရို့အယောက်90ရို့နဲ့တွေ့နေရနော်အဲ့ဒါလေးနေဒါရီယာလည်းမထူးစမ်းမအောင်ဟုတ်တယ်လားအဲဘယ်လိုခေါ်မလဲလူငယ်ဘုံကလွတ်လပ်တဲ့ဘဝမှာတော့ရည်စားလည်းရှိခဲ့မှာပဲ easyly လည်းရှိခဲ့မှာပဲအမ်ဒီခေတ်ဆိုရင် living together လည်းရှိခြင်းရှိခဲ့မှာပဲနော်ဒါပေမဲ့အဲ့ဒါကအတိတ် ဲ့တော့လက်ရှိပြစ်ဆုံးပံမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှကောင်းလုပ်လိုက်ပါမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမိမိပေါ်မှာဘလောက်သစ္စာရှိသလဲမိမိပေါ်မှာဘလောက်တန်ဖိုးထားသလဲမိမိပေါ်မှာဘလို့မျက်နိုးသလဲဆိုတဲ့ဟာကို အချိန်ပေးလိုက်ပါเนาะအအမားမှားခဲ့တယ်ဆိုလို့ရှိရင်လည်းအမားပြင်ဆင်ခွင့်ပေးလိုက်ပါလို့ပဲအမားဒီညားနေပြောချက်နေเนาะဘာဖြစ်လို့လဲဆိုတော့အိမ်နောက်တစ်ခု အများအားကြရတဲ့အိမ်တော်ကြီးလေးဟာအများအမားတို့ကိုယ်တိုင်တော်မှသဘောတွေကြရတယ်တိလားဟာအားကြရတယ်အိုးသဘောကြလိုက်တာကြီးစန်းအိုးချစ်စရာကောင်းလိုက်တာကြီးစန်းအိုးဒီလိုအိုင်ဒီယာမျိုးလေးရထက်လိုက်တာကြီးစန်းဆိုပြီးတော့မှလေအဲဒီလိုမျိုးလေးဖြစ်မိတယ်ပေါ့နော်ဆိုတော့လေအဲ့တော့ထက်ပြီးတော့မှအများကအားကြရတဲ့ ဟာမျိုးဖြစ်အောင်ကိုကလည်းအခွင့်အရေးပေးလိုက်ပါเนาะအဲ့တော့ပြင်ဆင်ခွင့်ပေးလိုက်ပါမှားခဲ့တယ်ဆိုရင်လည်းအမှားပြင်ဆင်ခွင့်ပေးလိုက်ပါเนาะအတိတ်ဆိုတာရှိခဲ့တာအတိတ်ဟာရှက်စရာမဟုတ်ပါဘူးเนาะဒီလိုပဲလူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်เนาะအတိတ်ဆိုတာရှိပါတယ်အတိတ်ဆိုးတွေလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ကောင်းခြင်းလည်းဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့မိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမဖောက်ပြန်မှုမိမိကိုတန်ဖိုးထားမယ်မိမိကိုချစ်ချင်းမြတ်တာတွေအပြည့်ပေးမယ်เนาะမိမိပေါ်မှာတန်ဖိုးထားတယ်ဆိုတဲ့ဟာမျိုးကိုကအချိန်တစ်ခုပေးတော့မှအဲ့ဒါတွေက တစ်ဖက်ကလည်းပေးလို့ရမှာလေအချိန်တစ်ခုမပေးလိုက်ဘူးအမားပြင်ဆင်ခွင့်မပေးလိုက်ဘူးဆိုရင်အမှန်ကိုမြင်ရမှာမဟုတ်ဘူးမှားတယ်ဟုတ်တယ်မှားတယ်မှားတယ်ဆိုရင်မှားတာကိုအမားပြင်ဆင်ခွင့်တော့ပေးရမယ်အမားပြင်ဆင်ခွင့်ပေးရဲ့သားနဲ့မှဆက်မှားတယ်ဆိုရင်အဲ့ချိန်ကျမှဆုံးဖြတ်လေနောက်မကြသေးဘူးပေါ့နော်ဆိုတော့ကိုကတော့ဘာရဲ့မဟုတ်ဘူးဒီဟာလေးကိုကြည့်နေနေလေဩအာအဲတစ်ဖက်ကလည်း အဲဒီမီဒီယာတွေရဲ့သတင်းပေါ်မှာမူတည်ပြီးတော့မှအာခြေမိုးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဖွင့်ချတယ်အဲတော့အာတဖက်ကတဖက်ကလည်းအခုမှတခါတည်းပူပူနွေးနွေးလေးချစ်ဆခင်စားမှာဟာဒီလိုမျိုးကြီးအော့အော်တောင်းနေနေဆိုတော့ဘလို့ပဲဖြစ်ဖြစ်ခံစားရမင်းလို့ထင်လို့မလို့ဒီစကားလေးပြောတာပါနော်ဘလို့ပဲဖြစ်ဖြစ်ပိုင်းရှင်အစ်စ်မန်ဟာသရိုးသမီးလေးပဲဖြစ်ပါတယ် နော်ဘယင်မဟာလဲသတို့သမီးလေးပဲဖြစ်ပါတယ်အောင်နိုင်သူဟာလဲလက်ရှိတရဝင်းဂုံတိတ်ခါရှိရှိလက်ထက်ယူထားတဲ့သတို့သမီးလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့မှခြေမိုးနိုင်အောင်လို့မှားခဲ့တယ်ဆိုရင်အမှားပြင်ဆင်ခွင့်ပေးလိုက်ပါဟာ နော်မဟုတ်ဖဲနဲ့ဒီအချိန်မှာကိုရီကပြဿနာဖြစ်တယ်ဆိုလို့ရှိရင်အဲအများကြီးဝမ်းသာစရာတွေဖြစ်သွားမှာပေါ့နော်အဲ့တော့အိမ်နောက်တစ်ခုဆိုတာကအမအမြင်နဲ့ပြောပါတယ်ရင်ချင်းလဲကက်ရမယ်ကြောချင်းလဲရင်ချင်းလဲအက်ရမယ်ကြောချင်းလဲကက်ရမယ်ရင်ချင်းအက်တယ်ဆိုတာတယောက်နဲ့တယောက်နဲ့နှွေးထွေးမှုတွေပေးရမယ်ကြောချင်းကက်တယ်ဆိုတာအပြင်ကနေလာတဲ့အခုလိုမျိုး propaganda တွေ rumors တွေအတိုက်ခိုက်တွေကိုအတူတူရင်ဆိုင်ပြီးတော့မှဖြေရှင်းကြရမယ်ရဲဘော်ရဲဘက်တွေဒီအမအယ်မွန်နဲ့ပြောသွားတာလဲနော်နီလန်းတော့ကြရရှင့်အခြားသူတွေဘယ်လိုမျိုးပဲဝေဖန်ဝေဖန်နော်အချိန်တန်လို့ရှင့်တော့ ူ့ရဲ့ဗီဇအမှန်ကပေါ်လာမှာပဲရှင်အခုချိန်မှာတော့သူကတံမိုးထားပြီးတော့ဒါချစ်ပြနေရဆိုဝင်မဲ့လေအချိန်ကြာလာတာနဲ့အမြတော့သူ့ရဲ့ပင်ကိုဇရိုက်ကဒါမပြောင်းလို့လည်းမပြောနိုင်အောင်ရှင်ပြောင်းချင်လဲပြောင်းလာမှာပေါ့နော်ကိုကိုယ်တိုင်းရွေးချယ်ပြီးပြီဆိုတော့နော်ဒါဘာမှလည်းလုံးလုံးမရအောင်ရှင်မြို့ဝေပန်နေတဲ့အပေါ်မှာလည်းနော်အာယုံထားလို့လည်းမဖြစ်ဘူးလေနော်ခုမှကိုကယူထားတာဆိုတော့လေနော်မိန်းကလေးကြီးလည်းအိမ်တော်တစ်ခုပြုတ်ရမယ်ဆိုလို့ရှင်နော်တတိချာချာလေးစုံစမ်းတတိချာလေးလိလာပြီးတော့မှဒါယူကြပါရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီး တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်